အားလုံးပဲဒီကွက်ရထူးခြားနေတဲ့ပွဲစဉ်များတက်ဆက်မှုကနေကြိုဆိုပါရစေ။ဘူဒဘတ်ရဲ့စနေညမှာရှင်ပြန်ကစားကြမယ့်ဥရောပထိပ်တန်းလီပွဲစဉ်တွေကဒီကွက်ခေါ်ပြောရထူးခြားနေတဲ့ပွဲစဉ်၅ပွဲရှိပါတယ်။အဲ့ဒီပွဲစဉ်၅ပွဲကဘေးတင်းနေပါလေ။စနေညမှာပြည်ညလီပွဲစဉ်စုစုပေါင်း၄ပွဲရှင်ပြန်ကစားသွားဖို့ရှိပါတယ်။အဲ့ဒီပွဲစဉ်တွေကမှဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်၂ပွဲရှိပါတယ်။ မြန်မာစံတော်ချိန်ည၈နာရီခွဲမှာကစားမဲ့နယူကာဆယ်နဲ့ဖူဟန်သင်းရဲ့ပွဲစဉ်မှာဘော်ဒီဇေးကျော်မြင့်တက်လာပြီးတော့ဂိုးပေါင်းစစ်ကြဆင်းလာတဲ့ဖွင့်လှစ်မှုကိုမြင်တွေ့ရပါတယ်။ဒီပွဲမှာအင်ရှင်နယူကာဆယ်ရဲ့မူလဘော်ဒီဇေးတစ်ပေါင်း30ရာနေတစ်ပေါင်း20ဖြစ်လာတယ်။ပြာဆုံးမဲ့မြင့်တက်လာတာဖြစ်ပေမဲ့ဝင်ရိုးအနေနဲ့ကတဆင်ပြောင်းလဲမြင့်တက်လာတာကိုမြင်ရတယ်။ဂိုးပေါင်းစစ်ဖွင့်လှစ်မှုမူလတဲဇေး30ရာနေလက်ရှိ30ဆိုပြီးကြဆင်းလာတယ်။ဘော်ဒီဇေးတိုင်းပဲဂိုးပေါင်းစစ်ကလည်းပြာဆုံးမဲ့ကြဆင်းနေဆိုပေမဲ့ဝင်ရိုးနေထားရတဆင်နေဆင်းသွားတာတွေ့ရတယ်။ ီးခဲ့တဲ့ဂျာယက်ကနယူကာဆယ်ကိုဥရောပပြိုင်ပွဲကစားခဲ့ရတာဖြစ်လို့ပွဲပန်းနေနိုင်ပြီးတော့ခွန်အားခြွေတာလာဖို့ရှိပါတယ်။ဖူဟန်သင်းကလည်းလီ30တိုက်ရှုံးနေထားပြီးတော့တိုက်စစ်လောအားနှုန်းကလည်းကြာဆင်းနေတဲ့အချိန်လို့ပြောလို့ရတယ်။ဘော်ဒီဇေကရတော့နယူကာဆယ်ဂိုးမောင်ဇေကရတော့ဂိုးအဝင်မှုအားကောင်းနေတဲ့ဇေကခေါ်ပြောရနှစ်သင်းပေါင်းဂိုးအောင်ဖြစ်နိုင်ခြေရာခိုင်နှုန်းများနေတယ်လို့သုံးသပ်ပါတယ်။ဒီကွေရထူးခြားနေတဲ့နောက်ထပ်ပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ညတနာရီကွဲမှာကစားမဲ့ဘရန်ဖို့နဲ့လဘာဘူးတို့အားပြိုင်မှုမှာ ဲ့ဒဲလဘာဘူးရဲ့မူလပေါ်ကြီးစေကျော်တင်းနှုတ်20ရာနေတပေါင်း90ဆိုပြီးတိတိတတ်တတ်ကြာဆင်းသွားတာကိုမြင်ရတယ်ဂိုအောင်မွန်လင်းမူကတော့320မှာညိမ့်သက်နေတယ်လို့ပြောလို့ရပါတယ်အင်ကွင်းမှာအက်စတိုမီလာနဲ့မန်ယူအနိုင်ချယ်ဆီနဲ့တေးကြပြီးတော့မန်စီးတီးကိုပဲရှုံးနိုင်ထားတဲ့ဘရန်ဖို့တင်းရဲ့ကစားအားကိုတော့ချော့တွက်လို့မရဘူးလို့တော့မြင်တယ်ပြိုင်ပွဲဆောင်နောက်ဆုံး၄ပါးဆက်ရှုံးနိုင်ထားတဲ့လဘာဘူးတင်းနေနဲ့ဂျားရဲမှာချန်ပီယံလိဂိုးပြနိုင်ပွဲနဲ့အဆုံးသတ်ပြခဲ့တဲ့လဘာဘူးတင်းကလည်းပြည်တွင်းလိကိုအသေးချာအားစိုက်ကစားလာဖို့ရှိနေပါတယ် နောက်ဆုံးရှစ်ပွဲဆက်ကိုပေးထားတဲ့လဘာဘူးသင်းရဲ့ခန်းစပိုင်းကတော့ဘရန်ဖို့သင်းရဲ့တိုက်စစ်ကိုပွဲချိန်ပြည့်ထိန်းချုပ်နိုင်မှာမလားဆိုတာကိုတော့မင်းကိုထုတ်စရာတော့ရှိတယ်ဘရန်ဖို့နဲ့ရင်ဆိုင်ခဲ့တဲ့နောက်ဆုံး၅ကြိမ်စလုံးနိုင်ငံစားထားတဲ့အစင်လာအားသာချက်ကြောင့်ဗော်ရီစီးကျဆင်းလာပြီးမဲ့လဘာဘူးကိုဆက်ညင်ဖို့ကလည်းအနေအများတယ်လို့တွက်ဆမိပါတယ်လီယန်ကွင်း၄ပွဲမှာ၆ဂိုးလုံးရထားတဲ့ဘရန်ဖို့နဲ့အမှတ်ပေးနိုင်ွယ်ပြန်ရှာရမယ့်လဘာဘူးတို့အပြိုင်မှုမှာတော့နှစ်သင်းပေါင်းဂိုးများကိုသွားဖို့ရာခိုင်နှုန်းများတယ်လို့သုံးသပ်မိပါတယ် တင်ညဂျာမန်ဘွန်ဒလီဂါရေဝန်မှာတော့ပွဲစဉ်စုစုပေါင်း6ပွဲရှင်ပြန်ကစားသွားဖို့ရှိနေပါတယ်။အဲ့6ပွဲတွေရမှာည7နာရီမှာကစားမဲ့မိုချန်ကလာဘက်နဲ့ဘိုင်မြူနစ်ပွဲစဉ်ကဈေးကွက်အရထူးခြားနေတာကိုတွေ့ရပါတယ်။မူလဈေးကွက်ဖွင့်လှစ်မှုဖြစ်တဲ့ဘော်ဒီဈေးနဲ့ဂိုးပေါင်းဈေးဇွန်လိုက်ကျဆင်းလာတာကိုမြင်ရပြီးတော့ဘိုင်ယန်ရဲ့မူလဘော်ဒီဈေးနှစ်နှုတ်20ရာနေနှလုံးသေးဆိုပြီးဖြစ်လာတယ်။ဂိုးပေါင်းဈေးကလည်း၄နှုတ်၄၀ရာနေ၄ပေါင်း30ဆိုပြီးကျဆင်းလာတာကိုမြင်ရပါတယ်။ မပိစရာအောက်ဆုံးမှာယက်တီနေတဲ့ကလာဘက်နဲ့စစ်တစ်နေရဘိုင်ယန်တို့တွေ့ဆုံတာမှာဇုံလိုက်ဈေးကြဆင်းလာတဲ့ဖွင့်လှစ်မှုကဈေးကွက်အရတော်တော်ထူးခြားနေတယ်လို့လည်းပြောလို့ရတယ်။ကလာဘက်ကွင်းနောက်ဆုံး၅ချိန်တွေ့ဆုံထားတာမှာဘိုင်ယန်မျိုးနေနေနဲ့နှစ်ပွဲပဲနိုင်ထားပြီးတော့တပွဲသေးနှစ်ပွဲရှုံးထားတာကိုလည်းမြင်ရတယ်။အဲ့ဒီနိုင်ရခဲ့တဲ့နှစ်ပွဲလုံးကလည်းတကောတာနဲ့ပဲကပ်ပြီးနိုင်ရခဲ့တာကိုလည်းတွေ့ရတယ်။ဒီချက်လက်တွေကြောင့်အ ਨੇ ဆုံးအောက်တကွက်ဝင်မှုများနေတဲ့ဈေးကွက်ခင်းချင်းအရနှစ်သိန်းပေါင်းကိုယ့်အောက်သွားဖို့ရကနုံများတယ်လို့မြင်ပါတယ်။ စနေညစပိန်လာလီဂါမှာတော့ပွဲစဉ်၄ပွဲရှင်မြန်ကစားသွားဖို့ရှိပါတယ်။ဒီ၄ပွဲတွေကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်တပွဲရှိပြီးတော့မူလဘော်ဒီဈေးဖွင့်လှစ်မှုအပြောင်းလဲမရှိဘဲနဲ့ဂိုးပေါင်းစည်းတက်လာတဲ့ပွဲတပွဲဖြစ်တဲ့ညနိုင်ခွဲမှာကစားကြမယ်။လင်းစီယာနဲ့ဘီလာယီရဲ့ပွဲစဉ်ကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်တပွဲဖြစ်ပါတယ်။ ဒီဘွဲမှာအဲ့ဒဲဗီလာရဲ့ဘော်ဒီဈေးကြိုးက level 90ရှုံးဆိုတဲ့ဖွင့်လှစ်မှုမှာညင်သက်နေပြီးတော့ဂူမောင်ဈေးကတော့မူလဖွင့်လှစ်မှုနှလုံးရှုံးကနေ၃ပေါင်း80ဆိုပြီးပြာဆုံးမြင့်တက်လာတော့မြင်ရတယ်။မပေးစရာရက်တိမှုမှာပုံမြင့်တဲ့ဗီလာရဲ့အကျော်ပေးထားမှုကပုံမှန်လို့ဆိုလို့ရပြီးတော့ဂူမောင်ဈေးမြင့်တက်လာမှုကအောက်သိန်းဖြစ်တဲ့ဘလန်စီယာကိုရနိုင်ခြင်းများတဲ့ဖွင့်လှစ်မှုလို့ပဲတွက်ဆထားခြင်းနဲ့ချန်ပီယံလိနဲ့လာလီဂါပြိုင်ပွဲနှစ်ခုကြားမှာဗီလာရဲ့အသင်းနေနဲ့ဟန်ချက်ပြတ်သွားတယ်လို့ဆိုလို့ရပြီးတော့ခြေစွမ်းကြဆင်းနေခြင်းလို့လည်းပြောလို့ရတယ်။ တစ်ဖက်ကလာလီဂာအိမ်ဝင်၄ဘွဲရနေ9မှတ်ရယူထားနိုင်တဲ့ဗလင်စီယာအနေနဲ့ကလည်းလီ၄ဘွဲဆက်နိုင်ဘွဲပျောက်ဆုံးတာကနေပြန်လာနိုင်မှုအတွက်ကဒီဘွဲကအကောင်းဆုံးခွင့်ရလို့ဆိုလို့ရတယ်အိမ်ဝင်မစတဲလာမှာဘီလာရဲကိုအခန့်ခဲ့တဲ့နောက်ဆုံး၅ချိန်လုံးမှာရှုံးဝဲမရှိဘဲနဲ့နှစ်ဘွဲသေးသုံးဘွဲနိုင်ရထားတဲ့မှတ်တမ်းရလဲဆင်လာပိုင်းသာရထားတဲ့ဗလင်စီယာတို့ရလကောင်ယူသွားနိုင်မယ်လို့သုံးသပ်ပါတယ်ဒီကွေရထူးကြနေတဲ့စနေညမှာကစားသွားမဲ့ပွဲစဉ်တွေကနောက်ဆုံးပွဲစဉ်တွေနဲ့အီတလီစီးရီးယားပွဲစဉ်တစ်ပွဲကိုရွေးချယ်ထားပါတယ် စနေညအီတလီစီးရီးမှာတော့ပွဲစဉ်၄ပွဲရှင်းပြန်ကစားသွားမှာပါဒီပွဲစဉ်၄ပွဲတွေကည7:00နာရီခွဲမှာကစားမယ်နာပိုလီနဲ့အင်တာမီလန်တို့ရဲ့ပွဲစဉ်မှာတော့နာပိုလီရဲ့မူလဘော်ဒီကြောပေးမှု level 20ရှုံးကနေ level 80ရှုံးဆိုပြီးတော့ဝင်ရိုးတစ်ဆင့်မြင့်လာတာကိုမြင်ရတယ်မူလကိုပေါင်းစည်းကတော့အပြောင်းလဲမရှိဘဲနဲ့နှစ်နှုတ်80ဆိုတဲ့ဈေးတန်းမှာငြိမ်သက်နေပါတယ်ပြိုင်ပွဲဆုံးနောက်ဆုံး၈ပွဲမှာရှုံးပွဲမရှိဘဲနဲ့တပွဲတည်းရေ9ပွဲနိုင်မှတ်တမ်းနဲ့ပုံစံကောင်းမှရှိတဲ့အင်တာမီလန်ကနာပိုလီကိုလာကစားထားတဲ့နောက်ဆုံး၃ချိန်မှာလည်းတပွဲတည်း၂ပွဲနိုင်ရထားတာကိုမြင်ရတယ် ဒါ ਉ မလက်ရှိပြိုင်ပွဲဆုံးနှစ်ပွဲဆက်ရှုံးနိုင်ထားပြီးတော့ဒဏ်ရာပြဿနာလည်းများနေတဲ့နာပိုလီရဲ့အကျိုးပေးမှုမြင့်တက်လာတာကဈေးကွက်အရထူးခြားနေတာကိုမြင်ရမှာပါ။အာရှဈေးကွက်ဖွင့်လှစ်သူတွေအနေနဲ့လည်းအင်ရှင်ဘက်မှရှိနေတယ်လို့မြင်ပြီးတော့နာပိုလီသင်းနေနဲ့အနိုင်ရသွားဖို့ရကံတော့များတဲ့ဈေးကွက်ဖွင့်လှစ်မှုလို့သုံးသပ်ပါတယ်။ခုတစ်ဆက်ပေးခဲ့တာကတော့ဥရောပထိုင်းနိုင်ငံလီတွေကစနေညအတွက်ဈေးကွက်အရထူးခြားနေတဲ့ပွဲစဉ်၅ပွဲကိုရွေးချယ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော် channel ကိုအားပေးနေတဲ့ပြည်သက်တွေအနေနဲ့ ဒီ season ကနေပွဲကြိုအထောက်အကူပြုဖြစ်ကြိုးရှိစေမယ်လို့မျှော်လင့်ပါတယ် channel ကို like and subscribe လုပ်ရတဲ့ရင်လည်း subscribe လုပ်ထားကြပြီးအားပေးကြလို့ရပါတယ်ဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်ပါဝင်ဆောင်းပါးနဲ့ပွဲပြီး analysis တွေကိုလည်းအလင်းသက်သလိုတင်ဆက်ပေးသွားမှာမို့ဒရင်းမပြတ်သီးရဖို့ notification ခေါင်းလောင်းလေးကိုပါနှိပ်သွားဖို့ပြောချင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့ပြည့်သက်တိုင်းကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်